တရိစံလေးတွေအကြောင်းအပိုင်းနဲ့ကျမရဲ့လူသက်တမ်း66နဲ့ဆိုရဲရောင်စုံမှန်ပြောင်းနဲ့ကြည်လိုက်တော့လွန်ခဲ့တဲ့အနှစ်60မပြောနဲ့လွန်ခဲ့တဲ့6နှစ်နဲ့ကတောင်ကွာခြားနေပြီဆိုတာတွေ့ရပါတယ်။ဘာကြောင့်လဲဆိုတော့ကမ္ဘာလောကကြီးရောကျမရောနှစ်ခုစလုံးကဒီအချိန်တွေထဲမှာပြောင်းလဲသွားခဲ့ပါတယ်။လွန်ခဲ့တဲ့အနှစ်60ကကျမရဲ့တရိစံလေးတွေနဲ့ပတ်သက်မှုကခက်လန်းလန်းမှပဲရှင်နေခဲ့ပါတယ်။ ခွေးဝဲစားတွေနဲ့တနားစပွဲမြင်ရတဲ့မြင်းတွေအကြောင်းကိုကျမငယ်ဘဝရဲ့တစိတ်တစ်ပိုင်းအဖြစ်ကျမရေးခဲ့ဖို့ပါတယ်။ငယ်ဘဝမှာအကျွမ်းဝင်ခဲ့တဲ့တခြားတရိစံကဘာကတော့ငှက်တွေဖြစ်ပါတယ်။ရန်ကုန်မှာအဲ့ဒီတုန်းကအဆအုံတွေများများစားစားမရှိသေးဘဲကျမတို့နေတဲ့လမ်းကလည်းမြင်းနီတွေကြောက်ကျိုးတွေခင်းထားတဲ့တိတ်ဆိတ်တဲ့လမ်းသွယ်လေးဖြစ်ပြီးအနာသက်အနေနဲ့ဝေယုံတွေကျမတို့ရဲ့နှွားတွေကိုလွတ်ချောင်းထားလို့ရတဲ့ တွင်းနေကြိုင်တွေနဲ့စကြက်ကွင်းကျိုးချဲရေမော်တွေဖုံးနေတဲ့ရေကန်ကလေးနဲ့တပိုင်းတစပြိုလဲနေတဲ့အောက်နံရံတွေရှိပါတယ်။ကျမတို့ရဲ့အိမ်ရှိမျက်နှာချင်းဆိုင်မှာကဖုံးကြီးချောင်းတစ်ချောင်းရှိပါတယ်။ရှေးကြကြဆောက်ထားတဲ့တစ်သားချောင်းဖြစ်ပြီးပြည့်ပြင်ထိမ့်သိမ်းမှုမရှိတဲ့ကြောင်းဝင်းဖရာချောင်းဆောင်အဟောင်းတွေဇေရီငယ်လေးတွေနဲ့ပြင်ပဗုဒ္ဓဇင်တို့ရဲ့လောကနဲ့မဆက်ဆက်တဲ့စိတ်ညစ်အေးချမ်းတဲ့အာဝါဒရှိပါတယ်။ ဘုံကြီးကြောင်ရော ကျမတို့အိမ်ရောကတောင်ကုန်းခတ်သေးသေးနီးပါးအရွယ်ရှိရဲကုန်းမြင့်ပေါ်မှာရှိပြီးကျမတို့အိမ်ရှိကလမ်းဟာတောင်ကြားဖြတ်လန်းကလေးလိုဖြစ်နေပါတယ်ကျမတို့အိမ်ရဲ့ဥယျင်ကအဆင့်မကြီးတဲ့မြေခင်းသုံးတပ်ပေါ်ဖြန့်ကျင်းနေပြီးတစ်ပင်တွေပေါ်များတဲ့အတွေ့ငှက်မျိုးစုံအတွေ့နေကျင်စရာနေရာဖြစ်လို့နေပါတယ်များသောအားဖြင့်ကတော့ကြီးကန်းတွေဇရက်တွေကျိုးတွေခိုးတွေနဲ့စားကလေးတွေဖြစ်ပါတယ် ညာလုံးလို့ကျမတို့သတိမထားနိုင်မိအောင်ပါပဲဒါပေမဲ့ကျမက ကြီးကန်းတွေညနေဆောင်အိတ်တန်းတက်ဖို့ပြန်ကြတာကိုစောင့်ကြည့်ရတာသိကြိုက်ပါတယ်ကောင်းငင်တစ်ခုလုံးအမဲတောင်ပံတွေ ဖြန့်ကျက်စွန့်ထင်းပြီးအုပ်အုပ်ကျကျနဲ့ဖြစ်နေတာကိုပါလွမ်းစရာကောင်းအောင်တွန်တက်တဲ့အုပ်အောတန်ကတော့ຫນွေဦးရဲ့ဂီတတစ်ပိုင်းလိုပါပဲဒါပေမဲ့သူ့ကိုတွေးဖို့တော့ခက်ပါတယ်ကျမအခုပြန်စဉ်းစားကြည့်တော့ ကျမငယ်ငယ်တုန်းကလည်းအဲ့ဒါအတွက်သိပ်ပြီးတော့စူးစူးဆန်းဆန်းမရှိခဲ့ပါဘူး။ကျမမှတ်မိတာတစ်ခုကတော့ကျက်တူရီတကောင်ခြံထဲကတစ်ပင်ပေါ်ကနေကျမတို့ကိုငုံကြည့်နေပုံဟာလူတွေအားလုံးသူ့အပေါ်အန်ချီပနန်းဖြစ်နေတာကိုသိနေတဲ့ပုံပေါက်နေပါဗျ။တရက်မှာတော့နေကင်းကြီးမှာပဲဈေးခွက်တကောင်တစ်ပင်ပေါ်ကပြုတ်ကျလာပါဗျ။ ကျမတို့ရဲ့မာလီကကောက်ယူပြီးတော့လာပြတဲ့အခါမှာ သူ့ကိုတန်အန်တော်ကြည်နေတဲ့ကျမမျက်နာကိုအစ်ချင်မူရုနဲ့မျက်တောင်ခတ်ပြီးကြည်နေခဲ့ပါတယ်။ကျမတို့လမ်းကလေးရဲ့အဆုံးအပေါ်ကုန်းထိပ်မှာ19ရာစုလက်ရာအိန္ဒိယနယ်များနေခဲ့တဲ့တိုင်ဟောင်းကြီးတစ်လုံးရှိပါတယ်။အိမ်ရဲ့ခန်းထားတဲ့အရေးအယံတွေနဲ့ဖြစ်ချင်သလိုဖြစ်ပစ်ထားခြင်းခံရတဲ့ဥယျာဉ်ရဲ့လွမ်းမောပေါ်အဖြစ်ကိုအင်ရှင်တောက်လျှောက်ကင်းမဲ့နေတဲ့အဖြစ်က ိုလို့တောင်အားဖြည့်ထားနေပါသေးတယ်။ဟိန္ဒူသထေးတွေပိုင်တာဖြစ်ပြီးဒုတိယကမ္ဘာစစ်မြန်မာပြည်ကိုရောက်တဲ့အချိန်အိန္ဒိယကိုပြန်ပြေးကြတယ်လို့ပြောကြပါဗျ။စိတ်ချရတဲ့ခြံဆောင်တွေနဲ့ထားခဲ့ကြလို့စစ်အတွင်းတစ်လျှောက်လုံးလဲစောင့်ရှောက်ပေးခဲ့ပြီးအင်ရှင်တွေဘယ်တော့မှပြန်ပေါ်မလာခဲ့ပေမဲ့တစ္ဆာရှိရှိနဲ့ဒီလိုပဲဆက်လက်နေထိုင်ခဲ့ကြပါဗျ။ကျမမမေးသလောက်ရှာရှာပါပါတစ်ခါနှစ်ခါလောက်ပဲအရက်ရှည်ပြီးဒိုကြီးဝစ်ထားတဲ့အဲ့ဒီအိမ်ဆောင်တွေက ကျမတို့ကိုသူတို့ခြံထဲလာလဲခွင့်ပေးပါတယ်။ခြုံတွေနှွဲပင်နေကြတဲ့မိကုံရောင်ကြောက်တုံးရေကန်တွေကရေပန်းတစ်ခုက ရေမရှိတော့ပေမဲ့ကျမအတွက်အင်မတန်ခမ်းနားကြည်ကျဲလှပါတယ်။ဒီဘောကိုထက်ဆင့်အပြေးလိုက်တာကတော့ခုံနှန်းလေးတွေပေါ်ထိုင်နေတဲ့အကောင်ကြီးကြီးကက်တဝါကြီးနှကောင်က၆သိလာတဲ့ဝင်းချံဥယင်ကိုသူတို့ရဲ့တောက်ပလာတဲ့အယောင်တွေနဲ့တောက်ပသွားစေခဲ့ပါတယ် ကျမအတွေ့သူတို့ကတော့ရန်ကုန်တရိဆန်ယုံကလွဲရင်အပြင်မှာမြင်ဘူးတဲ့အံ့ဘွယ်အကောင်းဆုံးတရဝါကြီးတွေပါပဲအလဲပတ်သွားဖို့နေရာတွေနဲလာတဲ့အဲ့ဒီအချိန်တွေတုန်းကတရိဆန်ယုံသွားတယ်ဆိုတာအထူးအခွင့်ရေးပါပဲတရိဆန်ယုံကကျမတို့အိမ်နဲ့တိတ်မဝေးလာတော့မောင်ရီပြိုးလို့တိတ်ဆိတ်တဲ့အချိန်မျိုးမှာချင်းသိတွေရဲ့ဟိန်းဟောက်တန်းကကျမအတွေ့အံ့ဩစရာကြီးပါပဲချင်းသိတွေဘာလို့ညနေတိုင်းဟိန်းနေတာလဲလို့လူကြီးတွေကမေးတော့ တချို့ကညနေအစာကျွေးခြင်းကြောင့်လို့ဖြေကြပြီးတချို့ကတော့သူတို့အိမ်ကိုလွမ်းလို့ဟိန်းကြတာလို့ပြောကြပါတယ်သူတို့ကိုတရိတ်ဆန်ယုံမှာတွားကြည့်တဲ့အခါကျမကသူတို့တွေလောင်အိမ်ထဲမှာ ကနာမငိမ်မုံကိုစိတ်ဝင်စားမိပြီးဟိုဘက်လျှောက်ဒီဘက်လျှောက်လှမ်းနေတဲ့ခြေလှမ်းတွေဟာအဝေးကြီးကသူတို့အိမ်ကိုလွမ်းလို့ဖြစ်မှာပဲလို့တွေးမိပါတယ်ကျမကိုရိုင်းကလည်းအင်ကာနေမှာမွေးတာဖြစ်တဲ့အတွက်ဗမအစင်လာပေးတဲ့အလို့ရချင်းသိဖြစ်တာကြောင့် ကျွန်မကဒီချင်းသေးကြီးတွေကိုတက်တက်တနာနေမိတာဖြစ်ပါပါ။ရောင်မျိုးနွယ်တွေနဲ့ပတ်သက်လို့တော့တမျိုးပါပဲ။တရိတ်ဆန်ယုံအလေလာကြတဲ့သူတွေအကြိုက်များလာတဲ့မြောက်ရွာကြတော့ကျွန်မတိတ်မကြိုက်ပြန်ဘူး။ကျွန်မမျက်စိတွေမြောက်တွေကြည်ရတာတိတ်ပြီးမဖော်ရွေလှသလိုပျော်ရွှင်မုံလည်းမပေါက်နေဘူး။သူတို့ရဲ့မျက်လုံးနဲ့စိုက်ကြည့်ပုံကမလုံမုံထားဟန်ရှိပြီးသူတို့ရဲ့လောက်ကင်ပုံတွေကိုကြည့်ပြီးရဲနေကြသူတွေကို လောင်သလိုမျိုးသွားစီပြရကြတယ် တို့ရှိရာပြစ်ပေးသမျှမြေပဲနဲ့အခြားအစားစရာတွေကိုတရှုံရှုံတမဲမဲနဲ့ပဲပိုင်ပိုင်နိုင်နိုင်ဖမ်းကြတယ်။ဒီနေရာမှာဆင်တွေနဲ့တိတ်ကွာပါတယ်။ဆင်တွေဆိုရင်တို့ကိုပေးတဲ့ငပြောသီးနဲ့မုံတွေကိုလှမ်းယူရင်လေတို့ရဲ့ကြီးမားတဲ့မျက်နှာကြီးတွေကရောင်ရဲမှုနဲ့အိန္ဒြေရရနှမောင်းတွေကိုရမ်းလိုက်ပုံကလည်းယိုယိုကျူးကျူး။ကျမအထင်တော့ကျေးဇူးတင်ကြောင်းပြလိုက်တာလို့ထင်ပါတယ်။ကျမအရွယ်ရောက်လာပြီးနောက်ပိုင်းမှာတော့ ပြိဆိုင်ယုံကိုနှစ်ခေါက်ပဲရောက်ပါတော့တယ်။နေပေါင်းမှာတစ်ခေါက်၊လန်ဒန်မှာတစ်ခေါက်ပါ။ကျမတို့ရဲ့တနေ့လေခင်းအချိန်ဖြုံးမှုအတွင်းနဲ့နောက်ပြီးဟင်းမွန်သာတောင်တန်းပေါ်ကပြိဆိုင်ယုံဆိုတာလေဖြစ်နိုင်ရည်တိတ်မရှိသလိုမျိုးမိုက်ကယ်နဲ့ကျမကက်မန်ဒူပြိဆိုင်ယုံကို သွားကြပါတယ်။ဒါပေမဲ့ကြည်ရတာဝမ်းနည်းစရာတောင်ကောင်းတယ်လို့ထင်မိပါတယ်။တန်ရှင်းမှုလည်းမရှိပြိဆိုင်တွေကလည်းအသက်မဝင်လှပါဘူး။ချင်းသိတွေကြားတွေကို ခွေးသားတွေကြွေးတာမို့ခွေးအရှင်နဲ့ရရင်သူတို့လှုပ်ရှားတောင်းကျမ်းမှာဆိုလို့ကျမတို့ရဲ့ဘူတန်ဒေရီယာမျိုးခွေးကလေးကိုအပြစ်မှထားခဲ့ခိုင်းပါတယ်။ဒီလိုနေရာမျိုးတော့နောင်လဲဘယ်တော့မှသွားကျင်စရာမကောင်းတဲ့အတွေ့အကြုံပဲရခဲ့ပါတယ်။နောက်တစ်ခေါက်နောက်ဆုံးလေးဖြစ်တဲ့ဒရိဆန်ယုံ အလဲတစ်ခေါက်ကတော့နောက်နှစ်အနေငယ်ကြာမှကျမသားအလက်ဇန်ဒါကို whipsnake ဒရိဆန်ယုံကို လိုက်ပို့ရပါတယ်။ ကက်မန်ဒူတရိဆန်ယုံနဲ့ရှင်ရင်အင်မတန်လှပအောင် ထိမ့်သိမ့်ထားရဆိုပေမဲ့အလောင်းခံအကျဉ်းကြခံရတဲ့တရိဆန်တွေကိုကြည်ရတာစိတ်ပြတ်မိပါတယ်။တရိဆန်တွေကမပြောင်းလဲပေမဲ့လူတွေကတရိဆန်တွေအပေါ်လွှမ်းမိုးတာကိုခံစားမိတဲ့ကျမအမြင်ကပြောင်းသွားပြီလေ။ကျမရဲ့ပတ်ဝန်းကျင်ကဘာမှာကျမမျော်လင့်မထားတဲ့ပြောင်းလဲပုံတွေကြောင့်တရိစံနေနဲ့လူတွေကြားတဲ့ပတ်သက်မှုအပေါ်ကျမရဲ့အမြင်တွေပိုပြီးတောင်ပြောင်းလဲလာလိမ့်မယ်ဆိုတာ အဲ့ဒီတုန်းကမသိနေခဲ့ပါဘူး။အောင်စန်းစုကြည်ဟုတ်ကဲ့ပါရှင်။အခုနားဆင်ခဲ့ရတဲ့သရစံလေးတွေအကြောင်းအပိုင်းနှစ်ကိုဂျပန်နိုင်ငံမိုင်းနစ်ချီသတင်းစာရဲ့မြန်မာပြည်ကရေးတဲ့စာကဏ္ဍမှာ2011ခုနှစ်ဇွန်လ25ရက်နေ့ကရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။အခုမြန်မာဘာသာပြန်ကိုတော့ပြည်သူခေတ်ချာနဲ့အတွဲနှစ်အမှတ်တရနှစ်မှာဖော်ပြခဲ့ဘူးတာဖြစ်ပါတယ်ရှင်။ 那现在咱们呀，选了半边，怎么着啊这些？怎么搞咯？NG 吧？